ပမာဥဆုံးအနေနဲ့ကတော့တန်နေငွေလွေတာသမီးတွေရဲ့အလောက်ကန်ကိစ္စရင်းနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်။ဒီကာလတွေမှာဘာပဲလဲလို့အလောက်ကန်ကိစ္စရင်းနဲ့ပတ်သက်ပြီးအလွယ်ချော်တွေနဲ့ကျွန်တော်တို့ကြုံတွေ့နေရတတ်ပါတယ်။ကိုလောက်ဆောင်ထားတဲ့လုပ်ငန်းကိစ္စမဟုတ်ဘဲနဲ့သူများလောက်ဆောင်ထားတဲ့လုပ်ငန်းကိစ္စတွေမှာဖြစ်ရှင်းနေရတာမျိုးတုံးမဟုတ်သူများနဲ့အဆုဆက်ရှေ့ရလောက်ဆောင်ထားတဲ့လုပ်ငန်းကိစ္စအနေနဲ့ပြဿနာတွေဖြစ်ရှင်းပေးနေရတာမျိုးတွေနဲ့ပတ်သက်ပြီးဒီကာလတွေမှာတွေ့ကြုံလာရနိုင်ပါတယ်။ဆိုတော့ကိုမှန်းထားတာနဲ့ ိုဖြစ်နေတာနေရာတလွဲတွေအလွဲလွဲချော်ချော်တွေဖြစ်နေတာမျိုးတွေ့ကြုံလာတတ်ပါတယ်အဲ့တော့လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့အယောင်းဝယ်တွေပါနေတာမျိုးတွေအဝယ်လက်အားနည်းနေတာမျိုးတွေဒီကာလမှာကြုံတွေ့လာတတ်တယ်ကိုယ့်ချိန်မှာမေးပြီးတော့မှသူများချိန်မှာဝယ်သွားတာမျိုးပေါ့နော်စသဖြင့်အလွဲချော်တွေကြုံတွေ့လာတတ်လို့အလောက်ကကိစ္စတွေနဲ့ပတ်သက်ပြီးသူများအထင်လွဲတာမျိုးတွေလည်းဒီကာလတွေမှာတွေ့ကြုံလာရတတ်ပါတယ်အဲ့တော့ပစ္စည်းအယောင်းဝယ်လုပ်တဲ့အခါမှာပဲဖြစ်ဖြစ်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးရင်းနှီးမြှုပ်နှံမှုပြုလုပ်တဲ့အခါမှာပဲဖြစ်ဖြစ် တရင်းငွေတာသမီးတွေဟာနည်းနည်းလေးချင်းချင်းတုံးတက်ပြီးတော့မှလှုပ်ဆောင်ပါအဲ့တော့ပြောချင်တာကတော့ဒီကာလမှာအလုပ်တိုင်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့အလွယ်လွယ်ချော်ချော်တချို့တွေနဲ့ကျွန်တော်တို့ကြုံတွေ့နေရတော့အရှိကကျွန်တော်ပြောတဲ့ဟာလေးနဲ့လည်းတွေ့ကြုံနေရတယ်ပါအဲ့တော့နံပါတ်2ကတော့ကျွန်တော်တို့တွေ့ကြုံလာမဲ့တနင်္လာတာသမီးတွေရဲ့အကန့်အပိုင်းချဖြစ်ပါတယ်ဒီကာလမှာအလောက်ကန်ကိစ္စတွေနဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့အခါမှာလောက်ကန်ကိစ္စတွေမှာနှိကွေးကြံ့ကြာမှုတချို့တွေကြုံတွေ့လာရတဲ့ ပြောမယ်ဆိုအလုတ်ကင်တော့ကန်ကောင်းတယ် eBay 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 နဲ့အလုတ်ကင်ကန်ကောင်းနေတာမျိုးဆိုလိုခြင်းဖြစ်ပါတယ်တရွွွတဤဤနဲ့လုပ်ငန်းအကောင့်ဘက်ကို OTP သွားနေတယ်ပေါ့နော်တွတ်တော့ကိုကစိတ်လုံးနေတဲ့လူတယောက်နေနေဆိုရင်တော့ကိုရဲ့ဒီအလုတ်ကင်ကိစ္စနဲ့ပတ်သက်ပြီးကန်ကောင်းမှုကိုအားရမှာမဟုတ်ဘူးချိန်နဲ့မှာတော့မဟုတ်ဘူးဒါပေမဲ့ကန်ကတော့အကောင့်ဘက်ကိုတဤဤနဲ့တော့သွားနေတယ်စိတ်လုံးလို့တော့မရဘူးပေါ့နော်အဲ့တော့အချိန်ကာတစ်ခုပေးမယ်ဆိုရင်ကိုလိုချင်တဲ့အနေအထားတစ်ခုတော့ရောက်ရှိသွားလိမ့်မယ်လို့ကျွန်တော်ပြောချင်တယ် နောက်တစ်ခါလုပ်ငန်းကိစ္စရည်နဲ့ပတ်သက်ပြီးနေရာထိုင်ခင်းအပြောင်းရွှေ့အလုပ်ကံအပြောင်းရွှေ့နေပါတော့နည်းနည်းလေးအားနည်းနေပါပဲအဲ့ဒီကိစ္စတွေမှာလှုပ်ဆောင်မယ်ဆိုလို့ရှိလို့ရှိရင်ကိုယ်အနေနဲ့အဆင်မပြေမှုတချို့ရည်နဲ့ကြုံတွေ့လာရမယ်လုပ်ငန်းနေရာပြောင်းတာမျိုးတို့မမျိုးရပြောင်းရွှေ့တာမျိုးဒီအပြောင်းရွှေ့ကိစ္စရည်နဲ့ပတ်သက်တဲ့အပိုင်းမှာတော့နည်းနည်းလေးအားနည်းတော့တွားပြီးတွေ့ရတယ်လုပ်ငန်းကိစ္စရည်နဲ့ပတ်သက်ပြီးကြီးကြီးမားမားအခွင့်အရေးတခုဒီကာလတွေမှာပေါ်ပေါက်လာတတ်ပါတယ်အဲ့တော့ကိုယ်တော့ကောင်းမှုနေတဲ့အခွင့်အရေးဖြစ်ပါတယ်တို့တော့ခဏကျွန်တော်ပြောလို့ပေါ့နော် စိတ်လောလို့တော့မရဘူးနည်းနည်းလေးစိတ်ဟိုဖြစ်ပေါ်လာတဲ့ကံဖြစ်ပေါ်လာတဲ့အရာကိုကျွန်တော်တို့အကောင်းဆုံးစိတ်ကြည်နပ်ဖို့တော့လိုအပ်တယ်ပေါ့နော်အဲ့ဒီဘက်မှာစိတ်မကြည်နပ်ဘူးဆိုရင်တော့ဟိုအမလို့အမရစိတ်တော့ဖြစ်ကောင်းဖြစ်လာမှာပေါ့နော်ကံကောင်းပါတယ်အဲ့တော့နံပါတ်3အင်္ဂါသားသမီးတွေတော့ဖြစ်ပါတယ်အင်္ဂါသားသမီးတွေအလောက်ကကိစ္စရင်းနဲ့ပတ်သက်ပြီးတော့လက်ရှိလုပ်နေတဲ့အလောက်ကနေစဉ်တခြားလောက်တစ်ခုပြောင်းပြီးလုပ်လုပ်ချင်တာပဲဆိုတော့အခုကျွန်တော်ရေးတန်းမှုရောင်းနေဆိုရင်နောက်ထပ် ကော်ဖီရောင်းချင်တာမျိုးတွေပေါ့နော်ဒီလိုအလောက်ကန်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့အပြောင်းလဲတွေကျွန်တော်တို့လှုပ်ဆောင်လာရတတ်ပါတယ်ဆိုတော့အဲလက်ရှိရှိနေတဲ့အလောက်ကိုလည်းလက်မလှုပ်ဘူးနောက်ထပ်အလောက်တစ်တကူလည်းတိုးချဲ့ပြီးတော့လှုပ်ဆောင်ဖို့အတွက်ကြံ့ရွယ်နေတယ်လှုပ်ဆောင်နေတယ်ဒုံမုတ်စိတ်ကူးနေတယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေပါတယ်ဆိုတော့လက်ရှိရှိနေတဲ့အလောက်ထက်ဆိုလို့ရှိရင်နောက်ထပ်အလောက်တစ်မှာကိုယ့်ရဲ့စိတ်ပဝင်စားမှုအာရုံစိုးစိုက်မှုပုံမှုပြီးတော့အားကောင်းနေပါတော့เนาะဒါကြောင့်မို့အလောက်ကန်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ တခြားအစ်စ်တီကျွန်တော်တို့လွတ်ဆောင်အပ်တယ်အလောက်တစ်ခုမဟုတ်ဘဲအလောက်နှစ်ခုသုံးခုတွဲဆက်ပြီးတော့လွတ်ဆောင်တာမျိုးနဲ့ပတ်သက်ပြီးတွေ့ကြုံလာတတ်တယ်။သို့တော့ကျွန်တော်တခုမှချင်တာဒီကာလတွေမှာအလောက်တိုင်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကိုယ်နဲ့ပတ်သက်ဆက်နွယ်နေရတဲ့လူတွေဟာလိမ်လည်တာမျိုးတွေလှည့်စားတာမျိုးတွေအဲမဟုတ်မမှန်တာမျိုးတွေစတော့လူတချို့တွေနဲ့တွေ့ကြုံနေရတတ်ပါတယ်။အဲ့တော့မိတ်ဆွေအနေနဲ့တိတိကျကျဂရုစိုက်ပါအခက်မသိဘူးဆိုလို့ရှိရင်လိမ်လည်လှည့်ပြခြင်းတွေခံရတတ်ပါတယ်။ဒါကတော့ကိုဉဏ်ရှိတယ်လို့သုံးချပါ အနီနာရှိနေတဲ့လူတွေကိုတိတ်အရင်ယုံကြည်မှုထဲ့တာမျိုးကတော့ကျွန်တော်အားမပေးပါဘူး။နောက်ထပ်ကျွန်တော်ဗုဒ္ဓဟူသာသမီရာဟုသာသမီတွေရဲ့အလောက်ကကိစ္စအင်းနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်။အမှန်တမ်းပြောရင်ဒီကာလမှာအလောက်ကကိစ္စအင်းနဲ့ပတ်သက်ပြီးအားကောင်းလာလို့ပြောမယ်ဆိုရင်အားကောင်းတယ်ပြောလို့ရ။ဘာလဲဆိုတော့အလောက်ကကိစ္စအင်းနဲ့ပတ်သက်ပြီးတော့အယောင်းဝင်အားကောင်းလာရင်လုပ်ငန်းကလည်းအားကောင်းလာတာပဲ။တို့တော့အလောက်ကတာဒါရှော့လုပ်နေရတာခက်နေတာကိုယ့်လက်ထဲမှာငွေစုဖို့အတွက်ခက်ခဲတယ်။ဆိုတော့လုပ်ငန်းနေနဲ့အောင်မြင်မှုရရှိတယ်။ ဒါပေမဲ့လုပ်ငန်းကနေတစ်စီဝင်လာမဲ့ငွေငွေကိုစူးစီးဖို့တင်ဆက်ဖို့အတွက်ကတော့အားနည်းနေတယ်ဆိုတော့လုပ်ငန်းရဲ့တအီးနဲ့အရှိကိုရောက်နေတယ်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးအောင်မြင်မှုတွေလည်းကျွန်တော်တွေ့နေရမယ်ရောင်းမဝင်ပါအားကောင်းတယ်စဖြစ်ပေါ့နော်လုပ်ငန်းနဲ့ပတ်သက်ပြီးနာမည်ကုန်သတင်းတော့အားကောင်းသွားတယ်တို့တော့ကိုပြန်ရလာမယ်အကျိုးမြတ်တော့နည်းနည်းအားနည်းတယ်ဆိုတဲ့ပုံစံမျိုးပြသနေတယ်အဲ့တော့ဒါကိုလုပ်ငန်းကန်ကောင်းလားလို့ပြောမယ်ဆိုရင်လုပ်ငန်းကတော့ကန်ကောင်းတာပေါ့ငွေကြီးကတော့ကန်နေ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 တယ်เนาะအဲ့တော့နည်းနည်းလေးခရီးဆိုင်ပါ နောက်တစ်ခုကလည်းဒီလိုကာလမျိုးမှာအရင်တော့ကိုယ်နဲ့အာလုပ်ငန်းကိစ္စရတဲ့ပတ်သက်ပြီးတွဲဆက်လှုပ်ဆောင်တဲ့လူပတ်သက်တဲ့လူကိုယ့်ရဲ့ customer အဟောင်းပေါ့နော်ကိုယ်ဝယ်လက်အဟောင်းညီကိုယ့်စီပြန်ရောက်လာတာမျိုးတွေတွေ့ကြုံလာတတ်ပါတယ်အဲ့တော့လူဟောင်းတွေလူတစ်တွေစားလိုက်ပြီးကိုယ့်ရဲ့ရောင်းမဝယ်ပန်းတွေအားကောင်းနေမှာဈေးဆိုင်ဖွင့်ထားတဲ့လူတွေဆိုရင်ဒီကာလတွေမှာပုံမှုပြီးတော့တည်တာပါတယ်ကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေမှာလေအဲ့တော့နောက်ထပ်ကျွန်တော် January တာသမီတွေတော့ဖြစ်ပါတယ် ကျတော့ဗိသာသမီးတွေဒီကာလမှာအလောက်ကန်ကိစ္စနဲ့ဘလောက်ပတ်သက်ပြီးဘလောက်ပဲပိတ်ပင်နေပလိစီဘလောက်ပဲအဆင်မပြေဖြစ်နေပလိစီကံအားဖြင့်ပြောမယ်ဆိုရင်ကိုယ့်အခွင့်အရေးအမျိုးမျိုးပေးလာတတ်ပါတယ်ပြောမယ်ဆိုရင်တော့ကံကောင်းမှုအတွက်အခွင့်အလမ်းကောင်းတွေအများကြီးရရှိလာမယ်အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါတယ်ကိုယ့်ရဲ့အဆင်မပြေပိတ်ဆို့နေတဲ့အရာတွေပွင့်လင်းလာဖို့အတွက်ကံအားဖြင့်ကိုယ့်ကိုအခွင့်အရေးတွေလုံးဖို့ကူညီတဲ့လူတွေအကြံဉာဏ်ပေးတဲ့လူတွေကိုယ့်စီကိုစေလွတ်လာတတ်ပါတယ် ဲ့တော့ကိုယ့်ရဲ့အပိတ်ပင်အသားစီးတွေလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးအဆင်မပြေတာရှိတာတွေကတော့သူတို့ပေးတဲ့အကြံဉာဏ်လေးကံကပေးလိုက်တဲ့အထောက်အကူပြုမှုတွေကိုသုံးသပ်ပြီးတော့အကောင်းဆုံးကိုယ့်ရဲ့လုပ်ငန်းကိုတည်ထွင်ကြံစားလှုပ်ဆောင်မယ်ဆိုဒီကာလမှာလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးအမှန်ကန်ကောင်းနေတဲ့ကာလတခုလိုပဲသုံးသပ်ပြီးတော့ဟောကြားပေးခြင်းနဲ့ဆရာကောင်းတမကောင်းမေးဆွေပေါင်းသင်ကောင်းတွေလည်းဒီလိုကာလမျိုးတွေမှာတွေ့ကြုံလာတတ်တယ်အဲ့တော့ကံအားဖြင့်ပြောမယ်ဆိုရင်တော့အလုတ်ကံအားကောင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့နောက်ထပ် တွေ့ကြုံလာမယ့်တောက်ကြသားသမီးတွေဖြစ်ပါတယ်။တောက်ကြသားသမီးတွေလုပ်ငန်းကိစ္စအရောဒီကာလမှာဖြည့်ရှင်းနေရရိုးရိုးအရှိမရောက်တော့အရှိအပြတ်နာရှင်းလုံးပြီးတဲ့နောက်ပါပြတ်နာပေါ်တဲ့ကိစ္စတခုရှင်းလုံးပြီးတဲ့နောက်တဲ့ကိစ္စတခုပေါ်တယ်။စသဖြင့်မနက်ပြောရင်ဒီကာလမှာလောက်ကန်ကိစ္စရည်နဲ့ပတ်သက်ပြီးလောက်ချင်ကန်ချင်စိပျောက်ဆုံးလောက်အောင်တောက်ကြသားသမီးကြီးကြုံတွေ့လာရမယ်။ကံအားဖြစ်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့လှုပ်ဆောင်နေတဲ့ဒီလုပ်ငန်း process မှာပဲဖြစ်ဖြစ်ပေါ့နော်။အားနည်းနေလို့ကျွန်တော်ပြောချင်ပါတယ်။ ဘာလို့ဆိုတော့ဟိုပြဿနာတစ်ခုပြီးတစ်ခုဆိုလို့လုပ်ငန်းခွင်တွေမှာဖြည့်ရှင်းနေရကိုမျောလင့်ထားတဲ့ပြဿနာတွေရောကိုမမျောလင့်ထားတဲ့ပြဿနာတွေရောအများကြီးဖြည့်ရှင်းနေရတယ်ဆိုတဲ့အချိန်ဒီပိုင်းခြားတစ်ခုလို့ကျွန်တော်အနေနဲ့တောင်းတပြီးဟောကြားပေးခြင်းတယ်။ဒါကြောင့်မို့ဒီကာလမှာအခုမှလုပ်ငန်းစတင်ပြီးတော့ရင်းနှီးမြှုပ်နှံမဲ့လူတွေကတော့အချိန်ကဏ္ဍဆောက်ပါ။လက်ရှိလုပ်ငန်းခွင်မှာလှုပ်ဆောင်နေတဲ့လူတွေလက်ရှိအလုပ်လုပ်နေတဲ့လူတွေတော့ကတော့ဒီကာလကအာဒေါတာမကြီးပါနဲ့နော်။အဲပြီးရင်ပါဇက်ထိန်ပါ။ဆိုတော့တစ်ခါလေကြာရင်ကိုကဒေါတာထွက်ပြီးတော့ပါဇက်ထိန်ကပြောမိပြောပြောရင်းနဲ့ လုပ်ငန်းကိစ္စတွေမှာဟိုတော့ကောင်းတယ်ဟိုတစ်ခုခုအားနေတာမျိုးတွေဖြစ်သွားတတ်တယ်ပေါ့နော်ကိုယ့်ရဲ့စကားကြောင့်ကိုယ့်ရဲ့လုပ်ရကြောင့်ကိုယ့်ရဲ့အပြောဆိုကြောင့်လည်းပါပဲလုပ်ငန်းကိစ္စတွေအားနေတာတော့တာမျိုးတွေတွေ့ကြုံလာတတ်တယ်။ဒါကြောင့်မတော့ကြတာသမီးဒီကာလမှာတော့လုပ်ငန်းကိစ္စမှာပြဿနာပေါင်း16000ကိုဖြည့်ရှင်းနေပဲကြော်ဖြတ်နေတဲ့ကာလအပိုင်းကြားလို့ပဲသုံးသပ်ပြီးဟောကြားပေးချင်ပါတယ်။စနေသားသမီးဒီဒီကာလမှာအလောက်ကန်ကိစ္စတွေနဲ့ပတ်သက်ပြီးအခက်ခဲတွေကိုကြော်လွှားနိုင်တဲ့အခြေအနေအပိုင်းကြားတစ်ခုခုပြောင်းလာတယ်။ ဆိုတော့အရှိမဒီရှေ့15လမှာအဆင်မပြေတာတွေလည်းရှိကောင်းရှိမယ်အဆင်ပြေတာတွေရှိရင်ရှိကောင်းလောလောဆယ်မှာတော့ကိုယ့်အတွက်ကောင်းမွန်နေတဲ့ကံတွေရောက်ရှိလာတဲ့အချိန်ဒီအပိုင်းခြားတစ်ခုလိုပဲတုံးတက်ပြီးဟောကြားပေးရှင်ပါတယ်ဒီကာလမှာအလောက်ကန်ကိစ္စအင်းနဲ့ပတ်သက်တဲ့အပိုင်းမှာအဆင်ပြေလာနိုင်တယ်အောင်မြင်လာနိုင်တယ်တို့တော့အကောင်ဘက်ကိုဥတီသွားတယ်ဆိုပေမဲ့လည်းအပူပင်ကင်းနေတာမျိုးတော့မဟုတ်ဘူးပေါ့နော် လက်ရှိကိုကြုံတွေ့နေရတဲ့အခက်အခဲတချို့တော့တော့ပြေပြောက်သွားတယ်။ဒါပေမဲ့ကိုယ်အနေနဲ့လုပ်ငန်းကိစ္စအရင်နဲ့ပတ်သက်ပြီးတော့ငါအဆင်ပြေပြီဆိုလက်မှတ်ထောင်လို့ရတဲ့အနေအထားတစ်ခုတော့မဟုတ်သေးဘူး။လုပ်ငန်းကိစ္စမှာမလိုလားအပ်တဲ့တခြားအနောက်ချက်တွေရှိနေသေးတယ်။နည်းနည်းလေးကယူဆိုင်ဖို့တော်တော်လိုအပ်တယ်။လောလောဆယ်မှာကျွန်တော်အကြံပြုချင်တာခင်ဗျားအိုးတကယ်လို့များကျွန်တော်ဟောလိုမျိုးလုပ်ငန်းအကောင့်ဘက်ကိုဦးတည်ပြီးမသွားနိုင်ဘူးဆိုလို့ရှိရင်တော့လုပ်ငန်းအပြောင်းလဲဒုမို့ကော်မတီအပြောင်းလဲဝန်ထမ်းအပြောင်းလဲတခုခုလုပ်ကြည့်လိုက်ပါအ လုပ်ငန်းကိစ္စရင်းနဲ့ပတ်သက်ပြီးကံကောင်းလာပါလိမ့်မယ်။အဟောင်းတွေကိုအာဘယ်လိုခေါ်မလဲဆိုတော့အဆုံးသတ်ပြီးတော့အစ်တတွေနဲ့စတင်ရမယ်ကာလပိုင်းကြာတစ်ခုဖြစ်ပါတယ်။အဲ့တော့အဟောင်းတက်ဆိုင်အစ်တတွေကပုံမှုပြီးတော့ကိုယ်အကျိုးပွင့်နေတတ်ပါတယ်။ဒီလောက်ဆိုကျင့်နေမယ်လို့ထင်ပါတယ်ခင်ဗျ။